အားလုံးမင်္ဂလာပါဒီနေ့တော့ဘင်းနီရဲ့ deflection အကြောင်းလေးကိုနည်းနည်းဆွေးနွေးပါကြမှာလေဘင်း deflection လေးနည်းနည်းကျွန်တော်အနေနဲ့ပထမဆုံးအနေနဲ့ပြောလို့ရှိရင်ပထမဆုံးညကျွန်တော်ရိုးရှင်းဆုံးဘင်းတစ်ခုတိဆောက်ပါမယ်ဒီဘင်းနီမှာကျွန်တော်စင်တာမှာစင်တာ weight ကြောင့်ဖြစ်မဲ့ gravity force ရှိပါမယ်အာဆိုတော့ရှင်ကျူတူ gravity ပေါ့နော်ဒီကောင်ရှိမယ်အဲအဲ့အချိန်မှာဖြစ်မဲ့ deformation နဲ့ဒီပေါ့နော် temperature ပြောင်းလဲသွားတဲ့အချိန် temperature difference ဖြစ်တဲ့အချိန်မှာဖြစ်သွားမယ် deformation ဒီကိုကျွန်တော်အနေနဲ့ဘယ်လိုလုပ်ရလဲဆိုတာလေးရှင်းပြပြမှာတယ်ဒီပီနေမှာ depletion ဘယ်လိုဖြစ်လဲဆိုတာလေးကိုကျွန်တော်အနေနဲ့အဲ့ဒီမှာရှင်းပြပြမှာတယ်ဒီမှာသုံးမဲ့ material မျိုးစားတွေ yes properties တွေအရောဒီမှာပေါက်ကတ်ထားပါတယ်ဒါတော့ကျွန်တော် bean ကိုပေါ့နော် real consent to cross section ရဲ့ area ကိုကျွန်တော်အရင်သုံးခဲ့တဲ့အတိုင်းပဲကျွန်တော် rectangle ဒီဟိုပါပေါ့နော်ဒီ square ကိုသုံးပါမယ် square သုံးပါမယ်ဒါကျွန်တော်အရင်ဖော်ပြခဲ့တဲ့အရင် lesson တွေမှာသုံးခဲ့တဲ့အတိုင်းပါပဲ ျွန်တော်ရဲ့ area momentum inertia ကတော့ base 2ဝင်တွဲနေတွေ့တာရဲ့ဒီကောင် x ကတွဲဆိုဒီကောင်ကကျွန်တော် square ပေါ့နော်ဒါလေးကိုပြည်ဒါဆိုကျွန်တော် dp လေးတစ်ခု engine မှာတိဆောက်ပြီးကျွန်တော် deflection လေးကိုစမ်းပြီးလုပ်ကြည့်လိုက်ကြအောင်မှာတော့မြေ preference structure okay preprocessor element type actually at ဟုတ်ကဲ့ကျွန်တော်တို့ beam to elastic beam okay default element ထားမယ် now since in a we constant at edit speed at okay we constant မှာကျွန်တော်တို့ cross section ရဲ့ area 144 twin to 12ပေါ့နော်ဟိုကတော့ twin into 144ဒါ area moment of inertia ပြီးတိုးတဲ့ပြီးဟိုက်တာ twin okay close material properties material model linear elastic isotropic module elasticity modulus or elasticity two e e two e when when you reach 0.3 okay density control share okay time expansion instantaneous coefficient isotropic thing. โอเคဒါဆိုလို့ရှိရင်ကျွန်တော်တုံးပြမဲ့ binary material ပြည့်စုံသွားပါပြီဒီတော့ကျွန်တော်တို့ model တည်ဆောက်ကြအောင် modeling create key point disappear 0 0 line ဒါဆို key point 1ရပြီ key point 2ကကျွန်တော်တို့ဒီကောင် binary height က30ရှိရော30 okay ဒါဆိုရင်ပြင်ဆောက်လို့ရပြီအဲ့တော့ကျွန်တော် create ah sorry straight lines lines straight line ဒီ one ကိုဆက်ပေးပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ပြီးညပြီအဲတော့ဒါကိုကျွန်တော် mesh တော့မယ် meshing site control menu site lines pick line အဲ့ဒါပစ်လို့လည်းမယ်နောက်ပါသူ့ရဲ့အပိုင်းကိုကျွန်တော်အပိုင်း90ပိုင်းမယ်ပေါ့နော် နောက်က machine လုပ်မယ် mesh time ဒီ line တိုင်းကို machine လုပ်မယ် okay အဲ့ဒါကျွန်တော် machine လုပ်လို့ပြပါရင်နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ loading နေပြပါမယ် boundary condition ပေးဖို့အတွက် loading define load structure displacement on key points ဒီ point ကျွန်တော် fix ပေးပါမယ် fix on dof 0 okay ါပြီနောက်က structure displacement ပြီးရချိန်မှာကျွန်တော်တို့မပြရမယ် inertia gravity global ကျွန်တော် y coordinate တိုင်းရှင်းရအောင် y coordinate ပါကျွန်တော် impact ကိုလိုချင်တဲ့အတွက်ကြောင့်ဒီတိုင်း y direction နဲ့ positive ဒီကောင် fix လုပ်ထားတဲ့အတွက်ကြောင့် impact ကို impact ကိုလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုမှာကျွန်တော် positive ပဲပေးထားပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ analyze လုပ်လိုက်ကြအောင် solution soft current and less okay solution is 10ဒါရင်ကျွန်တော် soft plot လုပ်ပြီးပြီ soft plot လုပ်ပြီးရင်ကျွန်တော် post processing plot reset control plot node solution one coordinate မှာပြည့်စုံ df solution one coordinate ကို display map ဒါကျွန်တော် one coordinate မှာပြည့်တဲ့ display map ကိုတွေ့ထောက်ထားပါတယ် node solution strat wine coordinate strat okay ဒါက wine coordinate strat ပေါ့နော်ဒါဒီကောင် tempo လောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့အခုဆိုရင်ဒါဆိုကျွန်တော်တို့ temperature different temperature different မပါဘဲနဲ့ temperature different မပါဘဲနဲ့ဒါကျွန်တော်တို့ analysis လုပ်ထားတာပါပြီးရင်အခုဒါဆိုရင်ကျွန်တော်တို့ temperature different တစ်ခုထည့်မယ်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ solution define လို့ PMR, stretcher, temperature, online. Slay low on Okay, temperature demo 30. Okay, that's the reason you know temperature. လေထည့်ပြီးသွားပြီဆိုတော့ဒါကိုကျွန်တော်ပြန်ပြီးတော့ analysis ပြန်လုပ်ပါမယ် soft soft current and less current and less okay channel post processing now the solution direct solution point coordinate displacement okay အဲ့တော့ကျွန်တော်တို့အခုတွက်ထုတ်ထားတာကျွန်တော်တို့ဒီ temperature difference မှာဖြစ်တဲ့ linear deflection ကိုတွက်ထုတ်ပြထားပါတယ်เนาะဒါကျွန်တော်တို့ဒီဟာ temperature difference ရှိတဲ့အချိန်မှာ temperature different ဖြစ်တဲ့အချိန်မှာအာကျွန်တော်တို့ဖြစ်တဲ့ linear deflection ကိုတွက်ထုတ်ထားတာပါ ဒီတော့အားလုံးကိုကျွန်တော်ဒီလက်ဆင်မှာတော့ကျွန်တော်တို့ဒီ beam deflection တွေကိုဟို temperature different ဖြစ်တဲ့အချိန်မှာပြောင်းလဲသွားတဲ့သူ့ပုံမှာပါမိခိုးနေတဲ့သူတော်ကိုကျွန်တော်အနေနဲ့သင်ပြခြင်းဖြစ်ပါတယ်သူ့ control ဒါကိုကျွန်တော်တို့ပုံမှန်ပေါ့နော်ပြန်လို့ကြည့်နိုင်ပါတယ်ဒီတော့မှာ time sensing ပြန် off ဖြစ်နေမှာကျွန်တော် on ပေးပါမယ် okay ဒါကျွန်တော် beam deflection ပေါ့နော် beam deflection ကြည့်ဖို့အတွက်ဒီလို find coordinate display okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ pin ရဲ့ဟိုကထွက်လာပါပြီအားလုံးလည်းနားလည်နေမယ်လို့ပြောလို့ရပါတယ်ဥပဒေရင်ကျွန်တော်တို့ဒီပုံစံအနေနဲ့ကျွန်တော်တို့အဓိကပြောချင်တာတော့ pin depletion တွေမှာ temperature မရှိတဲ့အချိန် temperature ထက်မစင်လာတဲ့အချိန်တွေထက်စင်လာတဲ့အချိန်တွေကွာတယ်ဆိုတော့ကျွန်တော်အနေနဲ့တောင်းရှင်းပြရင်ဖြစ်ပါတယ်အားလုံးလည်းနားလည်နေမယ်ပြောလို့ရပါတယ်အားလုံးရှိစေဖြစ်ပါစေ